မဲ့သည်ပြုံးသည်တရားတော်ဆိုတာပိုင်းနုပိဋ္တတိတရားဏိဓာမှာပါတဲ့အတိုင်းသက်ရှိသရဝါတိုင်းနဲ့ဆိုင်နေမွေးလာတဲ့တတ္တဝါမှန်သမျှဒီနေ့ကြလို့စီတည်ချရဒါဘယ်သူမှမလွဲပါဘူးအဲလိုတည်တဲ့အခါမှာတည်နည်းနှစ်မျိုးရှိတယ်မဲ့တည်တာကတစ်မျိုးပြုံးတည်တာကတစ်မျိုးလို့နှစ်မျိုးရှိတယ် ဘာပဲပြောနေနေအဲ့ဒါအခြေအနေကိုကြည့်ပြီးတော့မဲ့သေးတယ်ဆိုရင်တော့ဘယ်လို့မှ မကောင်းတာအမှန်ပဲပြုံးသေးနိုင်မှကောင်းမှာအဲ့ဒီအကြောင်းကိုဘုန်းကြီးတို့ပြိဋ္ဌာန်ကိုဟောကြားနာကြရအောင်ဒီမဲ့သေးပြုံးသေးတရားတော်ကိုဘုံတော်၆ပါးသခင်တရားမင်းပြည်ဘုရားရှိခိုးမြတ်ကြီးဘယ်ပြည်ဌာနဘယ်လောကမှာသရင်သုံးတော်မူစဉ်ဘယ်ပုဂ္ဂိုလ်အကြောင်းပြုတော်ဟောကြားတော်မူတာလဲ ဘာကြီးတို့ဘုရားရှင်ကိုရမြတ်ကြီးရဲ့တရားတော်တွေကအကြောင်းအထုပ်ပတ်တိခိုင်ခိုင်လုံလုံပြည့်ပြည့်စုံစုံရှိပါတယ်အမိန်တော်ဆိုပြတော့မှအတင်းအဓမ္မနှိတ်ကုပ်ပဲတော့ဟောတဲ့တရားမျိုးမဟုတ်ပါဘူးတတ္တဝါတွေအလိုဆန္ဒအစ္ဆာတရားကိုကြည့်ပြီးတော့မှမဟာကရုဏာပြဋ္ဌာန်းပြီးတော့မှသနာကျင်နာကရုဏာနဲ့ဟောတဲ့တရားတွေဒီမဲ့တိပြုံးတဲ့တရားတော်ကိုဘုန်းတော်၆ပါးသခင်တရားမင်းပင်ဘုရားရှင်ကိုရမြတ်ကြီး ရာဇကြူပြည်ဝေလွန်ကြောင်းတော်မှာတရင်သုံးတော်မူတဲ့အခိုင်ဟောတရားရှင်ကရမရာဇကြူဝေလွန်ကြောင်းတော်မှာတရင်သုံးတော်မူတဲ့အခိုင်အဲရာဇကြူပြည်တဲ့ကဇာနုတော်နီအမည်ရှိတဲ့ပုံနာတယောက်ရောက်လာ ပုံနာဆိုတဲ့ကမြတ်စွာဘုရားကိုကြည်ညိုတဲ့ပုဂ္ဂိုလ်မဟုတ်ပါဘူး။ဒါဖြစ်လို့ရောက်လာတယ်လေမေးလို့စင် သူ့ဝါရကိုတင်ပြခြင်းလို့အဲဒီပုံနာကရောက်လာပြီတဲ့အချိန်ကကြတော့ ဘုန်းတော်ချက်ပါတခင်တရားမြင်ပြီဖျားရှင်ဗရမကြီးနေတကွာဝမ်းမြောက်ဝမ်းသာစကားပြောအယူဝါဒကြီးမတူပေမဲ့ဘုန်းကြီးနိဗ္ဗိတတိဆက်ဆံရေးကိုကြည်ပြည့်ပြည့်တယ်ဝမ်းမြောက်ဝမ်းသာစကားတည်ပြောတယ်ရှင်မေသာသောကာလပါလုံးအောက်မှု့ပွဲအမှားရပွဲစကားတည်ကိုပြောဆိုလို့ပြီးတော့မှအဲ့ဒီပုံနာကနေပြီးတော့မှမြတ်စွာဘုရားရှင်ဗရမကြီးကိုသူ့ဝါဒကိုတင်ပြတယ်ဘယ်လိုတင်ပြလဲဆိုတော့အရှင်ဂေါရမ အကျွန်ုပ်ကမြို့ထဲရွာထဲမှာဒီလိုပြောလို့ရှိပါတယ်ဒီလိုဆိုလို့ရှိပါတယ်ဘယ်လိုပြောလို့ရှိဘယ်လိုဆိုလို့ရှိလဲဆိုတော့ဒေခြင်းသဘောရှိတဲ့တ ত্ত্ব အမှန်သမျှဒေဂာနီမှာအကုန်လုံးကြောက်ပြီးတော့မဲ့ပြီးတော့ကြောက်သေးမဲ့သေးကြည်သေးရပါတယ်လို့အဲ့ဒီလိုယူလို့ရှိပါတယ်အဲ့ဒီလိုအဲ့လိုလည်းပြောလို့ရှိပါတယ်အဲ့ဒီစကားကိုဘုန်းကြီးတို့ပြိဋ္ဌာတိတည်တည်ချာချာမှတ်တာပါဘုန်းကြီးပြန်ပြောပြအောင်မယ်ပုံနာကဲဝါဒကိုသဘောပေါက်မှသဘောပေါက်မယ်အရှင်ဂေါတမ အကျွန်ုပ်ကမြို့တဲ့ရွာထဲမှာဒီလိုပြောလို့ရှိပါလေဒီလိုဆိုလို့ရှိပါလေဘယ်လိုပြောလို့ဘယ်လိုဆိုလို့ရှိလဲဆိုတော့သေခြင်းသဘောရှိတဲ့ပုဂ္ဂိုလ်တ attva မှန်သမျှသေခာနိမှာအကုန်လုံးကြောက်သေးမဲ့သေးကြီးတရားပါတယ်လို့အဲ့ဒါလိုယူပါတယ်ဖုရားအဲ့ဒါလိုပြောပါတယ်ဖုရားအဲ့လိုပြောတော့မြတ်စွာဘုရားကလေဟဲ့ဘုံနာနိဝါရကြီးကမှန်လဲမမှန်မင်းနဲ့ငါလားဆရာလောက်ရသလားလို့ဒီလို မပေချဘူးဒီလိုမငေါင်ငမ်းမှုဒီလိုမတားမိဘူးဘုရားကဘယ်လိုပြောလဲဆိုတဲ့အချိန်ကကြတော့ဘုရားရှင်ကိုရမြတ်ကြီးကဒေသနာကုသလဒေသနာတော်မှာကြွန့်ကျင်တော့ဘုံနာတဲ့ဒုက္ခတော့အဲ့ဒီလိုမอยู่ဘူးတဲ့ဘယင်းတော့ဘုရားရှင်ကိုရမြတ်ကြီးကဘုံနာရဲ့ဝါဒကိုမမှန်ဘူးလို့ပုတ်မချဘူးမမှန်ဘူးလို့ပုတ်ချလိုက်ခြင်းဘယ်သူမှမကြိုက်ဘူးအဲစိတ်မချမ်းမသာဖြစ်တဲ့ပုဂ္ဂိုလ်လည်းတရားဟောလို့ဘယ်လို့မှရမှာမဟုတ်ဘူး အဲဒီကြောင့်ဘုရားကသူ့ဝါဒကိုမမှန်ဘူးလို့မပြောဘဲနဲ့ပုံနာဒုကတော့အဲ့ဒီလိုမယူဘူးတဲ့အဲ့ဒီလိုမယူဘူးဆိုတော့ဘုရားမှာအယူတစ်ခုရှိရမယ်ဆိုတာပုံနာသဘောပေါက်သွားတယ်အဲ့လိုပုံနာသဘောပေါက်ပြီးတဲ့အချိန်ကကျတော့ပုံနာကအဲ့ကြမှာဘယ်လိုမေးလဲဆိုတော့အရှင်ဂေါရမအရှင်ဂေါရမတို့ကအရှင်ဂေါရမတို့ကဘယ်လိုယူပါသလဲဘုရားပုံနာသူ့ဝါဒကိုထားပြီးတော့ဘုရားဝါဒကိုသိကျင်စိတ်ပေါက်သွားပြီးစိတ်လေသွားပြီး ဒါဘောင်းကြီးတို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ဒေသနာကျွမ်းကျင်ပုံပေါ့အဲလိုလေသွားတော့မှဘုရားကစစ်စစ်ပြီးတော့မှတရားကို ဟောတဲ့ပုံနာကိုလိုက်လာအောင်လို့ပုံနာဒုက္ခတော့နှမျိုးယူတယ်အဲဒါမှစဉ်းစားကြည့်ပုံနာအယူကတမျိုးသေးရဲ့ဘောင်းကြီးတို့ဘုရားအယူကဘယ်နှမျိုးယူလဲနှမျိုးယူတယ်ဆိုတဲ့နှမျိုးနဲ့တမျိုးတွေကဘယ်ဝါဒကပြည့်စုံလဲနှမျိုးကပြည့်စုံတာပေါ့အဲဒုက္ခတော့နှမျိုးယူတယ်ဆိုတဲ့ဘုရားကနှမျိုးကိုလည်းဖော်မပြဘူး နှမျိုးကိုလည်းဖုံးမပြဘဲနဲ့ပုံနာဒုက္ခတော့နှမျိုးอยู่တယ်အဲဒါပုံနာကတခါမေးရပြန်တယ်အရှင်ဂေါတမအရှင်ဂေါတမတို့ကဘယ်လိုများနှမျိုးอยู่ပါသလဲပုံနာဒုက္ခဘယ်လိုနှမျိုးอยู่လဲဆိုတော့ကံကြတော့သေခြင်းသဘောရှိတဲ့ပုဂ္ဂိုလ်တ attva ဒီမှာအချို့သောပုဂ္ဂိုလ်တ attva တွေကသေဃာနီမှာကြောက်သည်မဲ့သည်တည်တယ်အချို့သောပုဂ္ဂိုလ်တ attva တွေကသေဃာနီမှာ မကြောက်သည်ပြုံးသည်တည်တယ်လို့ဒုက္ခအဲ့လိုနှမျိုးอยู่တယ် ကဲဘုရားအယူဝါဒနဲ့ဘုရားဘုန်းကြီးတို့ ပုံနာအယူဝါဒဘယ်ဝါဒကပြည့်စုံလဲဘုရားအယူဝါဒကနှစ်မျိုးဟိုကပုံနာကတော့သေခြင်းသဘောရှိတဲ့ပုဂ္ဂိုလ်တ attva မှန်သမျှသေကာနိမအလုံးအကုန်လုံးကြောက်သည်မဲ့သည်ကြည်သည်တည်းဘုရားကတော့အဲ့လိုမဟုတ်ဘူးပုံနာရဲ့ငါတို့ကဘယ်လိုယူကြလဲဆိုတဲ့ချင်းကကြတော့သေခြင်းသဘောရှိတဲ့ပုဂ္ဂိုလ်တ attva တွေထဲမှာအကျိုးသောပုဂ္ဂိုလ်တ attva သေကာနိမကြောက်သည်မဲ့သည်သည်တည်း အကျိုးသောပုဂ္ဂိုလ်သားတော်တွေကဒီကနေ့မှာမကြောက်သေးပြုံးသေးသေးတယ်လို့တို့ကနှစ်မျိုးယူတယ်။အဲနှစ်မျိုးလည်းခေါင်းစဉ်ပဲပေါ်ပြတယ်။အတိအကျမပေါ်ပြတော့ပုံနာအဲ့ဒါလည်းသိကျင်လာပြန်တယ်။မြတ်စွာဘုရားကတရားကိုစစ်စီပြီးတော့ဟောပုံလေးကိုဘိနိပိတတဲ့အတုယူမငင်းကြနဲ့။ငင်းတယ်ဆိုတဲ့ကသိလို့ငင်းတာလားမသိလို့ငင်းတာလား။ငင်းတယ်ဆိုတဲ့ကအဲ့ဒါမသိလို့ငင်းတာ။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကမငင်းဘူးမသိတဲ့လူနဲ့သွားပြီးတော့ငင်းလို့ကြည့်ရင်အဲ့ဒါငင်းတဲ့လူလည်းမသိတဲ့လူဟုံးကြီးအငင်းခံတဲ့လူလည်းမသိတော့နှစ်ယောက်စလုံးမသိတဲ့လူကြီးငင်းတာကြီးပဲအကန့်အကန့်ကြီးငင်းတာပဲအခုဘုရားကမငင်းဘူးပုံနာကွယ်အဲ့ဒါခေါ်လာဒီတော့ပုံနာကနေပြီးတော့ဘယ်လိုလိုက်လာလဲဆိုတော့အရှင်ဂေါတမအရှင်ဂေါတမအဘယ်အချိုးသောဘယ်ပုဂ္ဂိုလ်တ attva တွေကသိခြင်းသဘောရှိတဲ့အဘယ်ပုဂ္ဂိုလ်တ attva တွေကသေဃာနိမှာကြောက်တည်မဲ့သည်တရားပါသည်လေ အဘယ်ပုဂ္ဂိုလ်သတ္တဝါတွေကဒီကဏီမှာမကြောက်သေးပြုံးသေးသေးရပါသလဲအရှင်ကောဓမာအဲ့ဒီကြောက်သေးမဲ့သေးနဲ့မကြောက်သေးပြုံးသေးနှမျိုးကိုအကျဉ်တို့နားလည်နှိုင်းတဲ့အချင်းရာအဖြစ်အကျဉ်တို့ကိုရှင်းပြပေးပါလို့ဘုံနာမမနာတွေချပြီးတော့မှသူ့အယူဝါဒကိုစွန့်လွတ်ပြီးတော့ဘုရားကိုအဲ့ဒါလျှောက်ထားတောင်းပါတဲ့အခြေအနေရောက်သွားတယ်။ဘုရားကလည်းဒါကိုလိုလို့ပဲအဲ့ဒါဖြစ်တရားကိုစစ်ပြီးတော့ဟောတာ အဲဒီမှာဘုန်းတော်ဆောင်ပါသခင်တရားမြင်ပြီဖြာကြည့်ပရမကြီးကလည်းပုံနာအဲဒီလိုဆိုလို့စီငါဟောမေတဲ့သင်ဒီအာယုန်တပါစိတ်မသွားပဲထောင်နာဆက်ကသည်သည်ချာနားထောင်ပါငါဘုရားဟောမေတရားမှာတပါတခြားအာယုန်ကိုမရောက်စေပဲနဲ့ငါဘုရားဟောမေတရားကိုသင်ကောင်းစွာစိတ်ဆိုင်ပြီးတော့နားပါပုံနာတဲ့ဒုက္ခသိခြင်းသဘောရှိတဲ့ပုဂ္ဂိုလ်တ attva တွေထဲမှာရောက်ပြီးမဲ့တည်တဲ့ပုဂ္ဂိုလ်တ attva က၄မျိုး မကြောက်သေးပြုံးသေးတဲ့တ attva က၄မျိုးလို့ကြောက်သေးမဲ့သေး၄မျိုးမကြောက်သေးပြုံးသေး၄မျိုးလို့တို့ကအဲ့ဒီလိုယူတယ်ဆိုတော့ပုံနာအယူဝါဒတဲ့အများကြီးပြည့်စုံသွားပါတယ်ဘုရားအယူဝါဒပုံနာကတော့အားလုံးအကုန်လုံးချုပ်မတော့သေးခြင်းသဘောရှိတဲ့ပုဂ္ဂိုလ်တ attva မှန်သမျှတွေကအကုန်လုံးကြောက်သေးမဲ့သေးသေးရပါတယ်လို့ဆိုတော့အကုန်လုံးပြုံချလိုက်တရားကတော့အလုံးစုံအကုန်သိတဲ့သဗ္ဗညဏ်ဉာဏ်တော်ကြီးနဲ့ကြည့်ပြီးတော့မှ ကိုယ်တိုင်ကိုယ်ပိုင်ညာနဲ့ထိုးသွင်းပြီးတော့သိတဲ့ညာနဲ့ဟောတဲ့တရားဖြစ်ချင်းရပိုင်ပိုင်ခြားခြားသေးသေးခြားခြားတိတိခြားခြားဘုံနာငါတို့ကဘယ်လိုယူလဲဆိုသေခြင်းသဘောရှိတဲ့ပုဂ္ဂိုလ်တ attva တွေထဲမှာအချို့သောပုဂ္ဂိုလ်တ attva တွေကအဲ့လားကြောက်သေးမဲ့သေးတဲ့လူယူတဲ့အခါမှာအဲ့ဒီကြောက်သေးမဲ့သေးကိုယ်တွေက၄မျိုးရှိနေတယ်မကြောက်သေးပြုံးသေးက၄မျိုးရှိတယ်လို့တို့ကဒီလိုယူတယ်အဲ့တော့မှပုံနာကဆက်ပြီးတော့မှမြတ်စွာဘုရား တပိတော့နားလိုက်နေတဲ့အချင်းအားဖြင့်ဘယ်ပုဂ္ဂိုလ်တ attva တွေကကြောက်ပြီးတော့မဲ့ပဲတော့တည်တယ်ကြောက်တည်မဲ့တည်လေးမျိုးကိုလည်းရှင်းပြပေးပါအောင်အရှင်ဂေါတမဘယ်ပုဂ္ဂိုလ်တ attva တွေကမကြောက်တည်ပြုံးတည်တည်ပါသလဲမကြောက်တည်ပြုံးတည်လေးမျိုးကိုလည်းအကျလို့နားလည်နေတဲ့အချင်းအားဖြင့်အရှင်ဂေါတမသည်သည်ချေချာရှင်းပြပါအောင်လို့ပုံနာတောင်းမှရအဲ့ဒါဘောရင်ပြိဋ္ဌာတ်တွေမှာလည်းပဲတည်ခြင်းသဘောမရှိဘူးလားရှိနေလား အဲရှိနေတာဖြစ်ချင်းကြောင့်ကဲဘာပဲပြောနေနေကြောက်တယ်နဲ့ပြုံးတယ်ဘယ်ဟာကောင်းလဲအေးပြုံးတယ်ကောင်းပြီပဲပြုံးနိုင်မှဖြစ်မှာနော်ပြုံးဉာဏ်နိုင်ပြုံးလို့ရလားစိတ်တွေပြည့်နေစိတ်တွေညှင့်နေအနာလာပတော့ပြုံးသားမှဆိုပြုံးနိုင်မလားမပြုံးနိုင်ဘူးပြုံးเสียအကြောင်းရှိမှပြုံးတာမဲပြတော့စိတ်ဓာတ်တွေကြစိတ်ညှင့်နေတဲ့ပုံကဘယ်လို့မှမပြုံးနိုင်ဘူး အဲ့ဒါအခုမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကအဲ့ဒီတော့မှပုံနာဒီလိုဆိုလို့စီငါဟောမယ်သင်သေးသေးချင်ရအောင်တပတ်စိတ်မြတ်သွားပဲဌာနဆိုင်ကနာပါလိဆိုပြီးတော့မှဘုန်းကြီးတို့ပြိဿတိနားလဲအောင်ဘုန်းကြီးချပေးတာလေးကိုလည်းဆိုပါဆိုကြည့်ကာမဂုဏ်ငါတွေခင်များလီကြောက်သေးသေးရမည်ကာမဂုဏ်ငါတွေ ခင်များလေကြောက်သေးသေးရမည်ကာမဂုဏ်ငါတွေခင်များလေမဲ့သေးသေးရမည်ကာမဂုဏ်ငါတွေခင်များလေမဲ့သေးသေးရမည်ကဲဆိုကြည့်သားမအောင် တရားဟောတော့ပြင်အောင်ပြင်သူတို့အတန်ထွက်လည်းမထွက်ဘူး